ရှမ်းပြည်နယ်မြောက်ပိုင်းအရက်ဖက်လူမှုဖွဲ့စည်းရေးစုပေါင်းပြီးရှမ်းပြည်နယ်ကိုကိုစားပြုတဲ့အဖွဲ့အစည်းဖွဲ့စည်းနိုင်မှုအတွက်လာရှုမျိုးကက်သလစ်ကျောင်းမှာဒီနေ့ကစာပြီး၃ရက်ကြာဆွနေနေပါတယ်။ RF သတင်းတောင်မဝေမာထွန်းကတင်ပြထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကအရက်ဖက်အဖွဲ့အစည်းတွေအလုံးပေါင်းပြီးအဖွဲ့တစ်ခုဖွဲ့နိုင်မှုအတွက်အရက်ဖက်အဖွဲ့အစည်းစုပေါင်းတဲ့ဆွေးနွေးပွဲကို လာမယ့်ဇူလိုင်လ16ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းကအရက်ဖတ်လူမှုအဖွဲ့အစည်း60လောက်ကကိုယ်စားလှယ်ပေါင်း160ကျော်ဒီဆွေးနွေးပွဲကိုတက်ရောက်နေပါတယ်။ကျွန်တို့ဒီဒီဒီမိုကရေစီပြုပင်ပြောင်းလဲဖြစ်စဉ်မှာအအရှိချေကြောင်းပေါ့သူရဲ့အခန်းကဏ္ဍကိုဟိုဟာပေါ့တင်ပြပြဖို့ရေနောက်ပြီးတော့ဒီအရက်ဖက်လူမှုအဖွဲ့အစည်းဆိုတာဒီ network ဆိုတာဘာလဲဆိုတဲ့ဟာကိုတင်ပြပြဖို့ရေနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအာဒီကွန်ရက်ကိုကျွန်တော်တို့ အဖွဲ့အနေနဲ့သူတို့ရဲ့စီလိုရမယ့် GCG မန်ချက်ပေါ့နော်မြန်မာချက်တို့ vision mission နောက်ပြီးတော့လိုရမယ့်လုပ်ငန်းတွေကိုတတ်မှတ်ဘူးရေရှမ်းတိနယ်အရှေ့ပိုင်းတောင်ပိုင်းနဲ့မြောက်ပိုင်းသုံးခုကိုပေါင်းစပ်ပြီးရှမ်းတိနယ်အရက်ဖတ်လူမှုအဖွဲ့အစည်းကြီးတစ်ခုဖွဲ့စည်းသွားမှာဖြစ်တယ်လို့လက်ရှိရှမ်းတိနယ်မြောက်ပိုင်းအရက်ဖတ်လူမှုအဖွဲ့အစည်းယာယီဥက္ကဋ္ဌဦးဆိုင်ယုံကပြောပါတယ်ကျွန်တော်ရှမ်းမြောက်မှာရှိတဲ့လူမှုအဖွဲ့အစည်းတွေ CSO ဟိုအတီးတီးတွေကျွန်တော်တို့ဖိတ်ပြီးမှဒီကျွန်တော်တို့ရဲ့ CS ကိုအောင်မြင်ရနောက်ဒီအဖွဲ့အစည်းတွေဟိုဥစားပေါ့လုပ်ငန်းကိန်းကအောင်မြင်ဖို့ကျွန်တော်တို့ကပြန်လဲပြီးမှဒီမှာဖွဲ့စည်းပေးရမှာပေါ့နော် ရှမ်းမြောက်ဒေသဟာပြိပခဖြစ်ပွားမှုများပြတဲ့အတွက်ဒီလိုအရက်ဖက်လူမှုအဖွဲ့အစည်းတွေအားကောင်းလာတာဟာဒေသအတွက်ပိုပြီးအကျိုးရှိနိုင်တယ်လို့ပွဲတက်ရောက်လာတဲ့တအောင်းကျောင်းသားလူငယ်အဖွဲ့ကကိုမိုင်းသိန်းစော်ကပြောပါတယ်။ရှမ်းမြောက်ဒေသမှာဆိုရင်ပြိပခတွေအများဆုံးနေရာဖြစ်ပြီးတော့မှအညွှန်းအောင်နေပြီးအနှဲ့အောင်နေပြီးဖြစ်လာတယ်။အနေရာတိုင်းမှာစီပေးဒုက္ခတွေဖြစ်လာတယ်ဆိုတော့အပြင်လျာမြေသိမ်းဆီးမှုတွေအပြင်ဘာသာရေးပြိပခတွေလည်းအများကြီးဖြစ်ထွန်းတဲ့နေရာလည်းအဲဖြစ်နေတယ်။ဆိုတော့ကျွန်တော်တို့ဒီဟာမျိုးတွေကရက်တန့်တင်တဲ့နေရာဒါဖြစ်နေပြီး ီးရင်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရင်လည်းမကဘူးကျွန်တော်ကအာဘောနော်အတွင်းကူးပြောင်းမှုကာလတစ်ခုရောက်နေတဲ့အချိန်မှာအစိုးရရောလူထုလူတန်းစားတွေရောကျွန်တော်လူမှုလူဖွဲ့စည်းရာစာကျွန်တော်လောက်ရမယ်လောက်တွေအများကြီးတန်းစီရှိနေတယ်ဒီနေ့ဆွေးနွေးပွဲပထမရက်မှာတော့တက်ရောက်လာတဲ့လူမှုအဖွဲ့အစည်းအသီးသီးကရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ရေးပြိပခအခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်ရှင်